လူမှုဆက်ဆံရေးနယ်ပယ်မှာအတုံးတဲမဲ့နီလန်16ချက်နံပါတ်1ပြေလုံးတဲ့စကားလဲမဆိုနဲ့လူစိမ်းကိုခင်တာလဲမမြန်စီနဲ့နံပါတ်2သူတစ်ပါးကမိမိကိုမိမိနှိမ်ချပြောနေချိန်မှာ ကိုကသွားပြီးတော့မထောက်ခံမိဖို့တော့လိုတယ်နံပါတ်3တကယ်ချင်းကိုလှောင်ပြောင်ခြင်းလှောင်ပြောင်လို့ရတယ်ဒါပေမဲ့သူကြိုက်နေတဲ့အရာတွေကိုတော့သွားမလောင်မိပါစေနဲ့ နံပါတ်၄ငါမတက်ဘူးဆိုတဲ့စကားကိုငါတင်လို့ရတယ်အဖြစ် ပြောင်းလိုက်ပါနံပါတ်၅သဘောပဲဆိုတဲ့စကားကိုမင်းသဘောတိုင်းပဲလို့ပြောင်းပြောကြည့်ပါနံပါတ်၆သူများကိုကိုစဲနေရင်နားထောင်ပေးလိုက်ပါ သူများကိုကိုချီးမွှေးရင်မယုံကြည်ပါနဲ့နံပါတ်၇စကားလက်ဆောင်ကြတဲ့အချိန်မှာသူများကပြောင်းလိုက်တယ်ဆိုပါစို့ ကိုဘာပြောရမှန်းမသိခဲ့ရင်မင်းပြုံးတာအရမ်းလာတယ်လို့ပြောပေးလိုက်ပါနံပါတ်၈လေရုကိုလျှို့ဝှက်ချက်သွားမပြောပြလိုက်ပါနဲ့လေရုကတည်တော်သတော်လုံးပြတ်အောင် ဖြန့်ဝေပေးတယ်လို့ပါနံပါတ်၉ဘလောက်ပဲခင်ခင်သူတပားရဲ့မိဘကို လုံးဝလေးစားရမယ်နံပါတ်၁၀သူတပားရှိမှ မပြောရတဲ့စကားသူတပားရဲ့နောက်ွယ်မှာဘယ်တော့မှ မပြောရပါဘူး ံပါတ်7အပြည့်သဘောဆောင်တဲ့ခန်းစားမှုတွေဘေးပတ်ဝန်းကျင်ကိုဘယ်တော့မှမပြန့်ချီမိပါစေနဲ့နံပါတ်7သူတစ်ပါးကိုချီးမွမ်းဖို့အတိအမှတ်ပြုဖို့ဘယ်တော့မှ မနှံ့မျောပါနဲ့မတွန့်တူပါနဲ့နံပါတ်7နားလေလားလို့မေးမယ်စားငါပြောတာရှင်းလင်းမှုရှိရဲ့လားလို့ပြောင်းမေးကြည့်ပါနံပါတ်7အန်တီလို့ခေါ်တဲ့နေသူကို အမလို့ခေါ်ကြည့်လိုက် အမလို့ခေါ်သင်းတဲ့သူကိုညီမလေးလို့ခေါ်ကြည့်လိုက်။ညီမလေးလို့ခေါ်သင်းတဲ့သူကို ကလေးမလို့ခေါ်ကြည့်လိုက်ပါ။နံပါတ်7ညင်းဆိုတတ်ပါစေ။တင်းရဲ့စေတနာနဲ့အားလာမှုကိုကျေးဇူးတင်မဲ့သူမရှိပါဘူး။နံပါတ်14စိတ်ရှင်းတဲ့အခါမှာ အလုပ်လုပ်ပါ။စိတ်ရှုပ်တဲ့အခါမှာဖုန်းပေါ်ပါ။ဒေါသထွက်နေတဲ့အချိန်မှာ အိတ်လိုက်ပါ။အထီးကျန်တဲ့အခါစဉ်းစားပါ။ နံပါတ်15အစားသူရဲ့ဗဇက်မှာပြောတဲ့သူ့အကြောင်းကိုဘယ်တော့မှမယုံကြည်ပါနဲ့နံပါတ်16အမူအရာနဲ့ပြားသားလို့ရခဲ့ရင်အစဲစကားမပြောမိပါစေနဲ့ဒါကတော့မိတ်ဆွေတွေအားလုံးတည်းဒီနေ့မှာလူမှုဆက်ဆံရေးနယ်ပယ်မှာသုံးဝင်တဲ့နီလန်16ချက်အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီနီလာ16ရက်အတိုင်းလိုက်လုပ်မယ်ဆိုရင်တော့မိษွေတို့ဟာလူမှုဆက်ဆံရေးနယ်ပယ်မှာပေါင်းသင်းဆက်ဆံရေးပေါင်းမြောက်အောင်မြင်တဲ့သူတွေဖြစ်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ဒီနီလန်းလေးတွေကိုလိုက်ပြီးတော့လုံးကြည့်ဖို့ drag တိုက်တွန်းနှိုးဆော်လိုက်ပါရရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ နောက်နေ့မှာတော့ဇမ္မာရေးဆိုင်ရာဗဟုသုတတွေဖြင့်ဒုတရသားနဲ့စိတ်ခွန်အားဖြစ်ပွေဒုတရသားစာပေမျိုးမျိုးကိုတင်ဆက်ပေးမှာပဲဖြစ်လို့စာပေသုတလူတိုင်းရ YouTube channel လေးကို like and subscribe လေးလုပ်ထားခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်